ခုကျွန်တော်မျှဝေပေးမယ့်အကြောင်းအလေးအရတော့ကျွန်တော်တို့ဒီ MPT စင်ကတ်ကိုပေါ့နော် MPT ရုံးကိုတွားစီရမလို့ပဲကိုယ်တိုင်မှတ်ပုံတင်လို့ရတဲ့ဒီလေးကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ MPT စင်ကတ်ကိုမှတ်ပုံတင်ဖို့အတွက်ကျွန်တော်တို့ဒီ Play Store ကနေ MPT for you app ကိုတော့တွားထောင်းဖို့လိုအပ်ပါတယ်နော် ပြီးရင်ကျွန်တော်တို့စင်ကန်မတ်ပုံတင်မဲ့ဖုန်းနံပါတ်လေးဒီမှာရိုက်ခဲ့ပေးပါနော် ဖုန်းနံပါတ်ရှိမှကျွန်တော်တို့ဘာမှမခံမဲနဲ့တုံညာကိုရောကိုရောမခံမဲနဲ့ကုတ်တောင်းနေဆိုရင်ကုတ်မရှပေးပါဘူးเนาะအခုဒါကျွန်တော်တုံညာကိုတောင်းထည့်ပြီးတော့ကုတ်တောင်းပြရပါမယ်เนาะဟုတ်ဒါလည်းမရပါဘူးเนาะကျွန်တော်တို့ဖုန်းနံပါတ်အချိန်မှာကိုတလုံးခံပြီးတော့ကျွန်တော်တို့ကုတ်တောင်းပေးပါเนาะဒါကြောင့်မကုတ်ကကျွန်တော်တို့ရှာပေးရဖြစ်ပါတယ်เนาะဒီမှာကုတ်ကျွန်တော်တို့ရှာပေးပြီเนาะ ကျွန်တော် message တော့တစ်ချက်သွားကြည့်မယ်နော်ဒီမှာ MPD for you အကောင့်ဝင်ရဆိုပြီးကျွန်တော်တို့ကို6653 56ဆိုတာလေကျွန်တော်တို့ကုတ်ရှာပေးထားရနော် ပြီးရင်ကျွန်တော်တို့ရဲ့ sync ကိုကျွန်တော်တို့ map ပုံတင်မယ် map ပုံမတင်ခင်ကျွန်တော်တို့ sync က map ပုံတင်ထားပြစားလားမတင်ထားရလို့လားဆိုတော့ကျွန်တော်တို့တစ်ချက်သွားကြည့်မယ်ပေါ့နော်ကျွန်ုပ်ဆိုရာလို့နေမယ်နော်အောက်ဆုံးဒီမှာဆိုရင်စက်ကကမတ်ပုံတော့တင်ထားပြီးပြီမတ်ပုံတင်ထားပြီးပြီဆိုရင်ကျွန်တော်တို့မတ်ပုံတင်မတ်ပုံတင်နံပါတ်နဲ့တင်ထားလားကျွန်တော်တို့နံပါတ်အမည်ပေါ့လားဆိုတော့ကျွန်တော်တစ်ချက်သွားကြည့်မယ်နော်ဒီမှာဆိုတာကျွန်တော်တို့စက်ကကတော့မတ်ပုံတင်ထားပြီးရတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မတ်ပုံတင်နံပါတ်တော့မဟုတ်ဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့နံပါတ်နဲ့မဟုတ်ဘူးပေါ့နော် ဲ့ဒါမှကျွန်တော်တို့ကကို့မတ်ပုတ်တွေနံပါတ်နဲ့ကို့အမီပေါက်ပြောင်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကအခုကျွန်တော်လိုက်လို့ပြမယ်နော်ဒီကင်မရာအရှိတ်ဘက်ဆိုတာလေးကိုကို့မတ်ပုတ်တွေကိုရိုက်မယ်နော်နောက်ဖက်ဆိုတော့လည်းကို့မတ်ပုတ်တွေကိုရိုက်မယ်နော်ပေးကင်မရာလေးကိုကျွန်တော်တို့ကြည့်အောင်လေးရိုက်ပေးမယ်နော်ပြီးကျွန်တော်အနောက်ဘက်ကခြံကိုကျွန်တော်ကြွားရိုက်မယ်နော်ဖုန်းလေးကိုဒေါင်လိုက်ထားပြီးရိုက်မယ်နော် င်ကျွန်တော်အမှန်ချက်ကလေးကိုရှင်းမယ်ပြီးရင်ဒီအောက်ကမှတ်ပုံတင်နံပါတ်၄ပါမှတ်ပုံတင်နံပါတ်၄ကိုကျွန်တော်တို့ရဲ့ဒီမှတ်ပုံတင်နံပါတ်နံပါတ်နဲ့ပြောင်းမယ်ပေါ့နော်ပြန်ကျွန်တော်တို့ဒီမှာမှတ်ပုံတင်နံပါတ်၄ကိုကျွန်တော်တို့ကအတိအကျမှတ်ပုံတင်ရတဲ့အတိုင်းရိုက်ထည့်ပေးမယ်နော် ပြီးရင်ကိုပိုင်းတင်းရှက်လက်များဆိုတာလေးကိုကျွန်တော်တို့တစ်ခုချင်းစီတိကျလိုက်ဖြည်းဖြည်းမနော်အဖအမီမွေးနေ့လူမျိုးကြားမလိပ်စာဒါလေးရွေးထည့်ပြီးပြီးဆိုကျွန်တော်တို့တိတ်မှဆိုတာလေးနှစ်လိုက်ပြီးဆိုတော့ねကျွန်တော်တို့ MD6 ကမှတ်ပုံတင်ပြစာဖြစ်ပါပြီเนาะ